။ဟုတ်ပါဦးမ။ Hello ။အော်ညီမလေးမင်္ဂလာပါ။မင်္ဂလာပါမယေ။ဟုတ်ကဲ့ပါ။အာဒီနေ့အမတို့ကဘာကြောင့်မို့ဒီဗီဒီယိုလေးလောက်တာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာရှိရပေါ့နော်ဒီကလေးတွေအထူးသဖြင့်အဲခြေလက်ဒေသမှာရှိတဲ့ကလေးတွေပြီးတော့ဒီမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ကလေးတွေတော့ ိုအမတို့ကတင်တန်းအခမဲ့တင်တန်းလေးတွေယူလာပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတင်တန်းလေးကဘယ်လိုဖြစ်တာလဲဆိုတော့ study with တော်တော်လောက်တာလားဆိုတော့မဟုတ်ဘူးသိပ္ပံ hack ကနေပြီးတော့အလုပ်တယ်သူဘာ project လဲဆိုတော့ဒီ ml youth project ကနေပြီးတော့အလုပ်တဲ့ဟာကိုအမတို့ကကြီးညာပေးတာပေါ့နော်ကျောင်းသားများများရဖို့အတွက်အမတို့ကျောင်းသားရဲ့လူများများစီရောက်ဖို့အတွက်ကိုလုပ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီအကြောင်းလေးကိုဒီသိပ္ပံ hack ရဲ့ အတောင်ရှိသူတယောက်ကိုအမတို့အသေးစိတ်မေးမယ်ဘလို့တက်ကမှလည်းဘာတန်းနေရှိလဲဒါလေးပြောပြပါတော့เนาะဒါဆိုတော့အမမေးခွန်းလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ညီမလေးရေစောင်းကုတ်ကိုမိတ်ဆက်ပေးပါတော့သိပ္ပဟကဘာလဲပြီးတော့ညီမလေးရဲ့ project ကဘယ်လိုမျိုးလဲပြပြပေးပါအောင်เนาะ အာဟုတ်ကဲ့ရှင့်အာဒီမှာပေါ့နော်ညီမအရင်ကတော့အမရဲ့ program တခုပါခဲ့ဘူးရယ်ပေါ့နော်ဒီခေါက်ကတော့ teacher နဲ့မဟုတ်ဘဲနဲ့ဒီအာ project assistant အနေနဲ့ပါတာပေါ့နော်ဆိုတော့ဒီမှာပထမဆုံးပေါ့နော်ဒီ project အကြောင်းရယ်နောက်ပြီးတော့သိပ္ပံဟက်အကြောင်းရယ်ကိုညီမအရင်ဆုံးမိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ဆိုတော့အဓိကဒီသိပ္ပံဟက်ကဘာလဲဆိုလို့ရှိရင်အဓိကဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီလူငယ်တွေကလေးတွေအဓိကကဒီကလေးတွေလူငယ်တွေကိုဒီ digital literacy နောက်ပြီးတော့ basic computer training ပေါ့နော်ဆိုတော့အဲ့လို ီဂျစ်တယ်လစီနဲ့ယင်းနှီးအောင်လုပ်ပေးနေတဲ့ဒီလူငယ်တွေဥဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့เนาะဆိုတော့အခု project ကကြတော့ဒီ အာညီမတို့ဒီဒီသိပ်ပတ်ဟတ်နဲ့နောက်တစ်ခုကကျတော့ဒီ MMU ဆိုရဲ project ပေါ့နော်နှစ်ခုပေါင်းပြီးတော့လုပ်တယ်ပေါ့နော်ဆိုတော့ဒီ project လေးကဘာလဲဆိုတော့ဒီ design ဆွဲတာကကျတော့အသက်73နှစ်ကနေ78နှစ်အတွင်းရှိတဲ့ဒီကလေးတွေပေါ့နော်ဒီကလေးတွေအတွက်ကိုဒီ digital literacy နဲ့ယဉ်နှီးအောင်လုပ်ပေးတဲ့ course လေးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီက LMS website ဖြစ်တယ်ပေါ့နော်ကလေးတွေအနေနဲ့အာအရှိန်တင်တဲ့ပေးပေးစရာမလိုပဲနဲ့ပေါ့နော်သူတို့အားရတဲ့အချိန်မှာသူတို့တင်တန်းလေးတွေကိုတက်လို့ရတယ်တက် ပြီးတဲ့အခါမှာဆိုလို့ရှိရင်တို့အနေနဲ့ဒီ certificate တစ်ခုကိုတန်းရမယ်ပေါ့နော်။ဆိုတော့အဲ့လိုပုံစံမျိုးနဲ့သွားတာပေါ့နော်။အဓိကဒီ project ကကြာတော့ဒီမြန်မာနိုင်ငံကဒီလူငယ်တွေအများတော်တော်များများကိုအအမတို့ကညီမတို့ကပေါ့နော်။သွားပြီးတော့မိတ်ဆက်ပေးတယ်။ account တစ်ခုဖွင့်ပေးတယ်။တို့အနေနဲ့ဒီ learning opportunity တစ်ခုရအောင်လို့ဒီမိတ်ဆက်ပေးတဲ့အဲဒီ project လေးတစ်ခုဖြစ်တယ်ပေါ့နော်။ ဟုတ်ကဲ့ပါညီမလေးဒါဆိုလို့ရှိရင်အမတို့ကခလေးတွေကဘယ်လိုတက်ကောင်မလဲပေါ့နော်ပြီးလို့ရှိရင်အဲဘယ် platform ကနေတက်ကောင်မလဲ zoom ကနေတက်ကောင်မလားချက်ဘယ်လိုတက်ကောင်မလဲပြီးတော့သူတို့ဟိုဘာအကျိုးအမြတ်တွေရရှိပါလဲပေါ့နော်ဒီကတက်လို့ရှိရင် โอเคဆိုဒီမှာပေါ့เนาะအဓိကဒီ cost ကိုတက်ရတဲ့အကျိုးမြတ်လေးမပြောခင်မှာနည်းနည်းလေး cost ကြောင့်လေးအသေးစိတ်ပြန်ပြောပါမယ်။ကျွန်တော်တော့နည်းနည်းလောလောလောနဲ့ပြောသွားရဆိုတော့လေဆိုတော့ပထမအောင်ဆုံးဒီ cost ကိုတက်ဖို့ဆိုလို့ရှင်ရဲ့ဒီ MMU ဆိုတဲ့ platform ပေါ့ရှိတယ်ပေါ့เนาะ။ဆိုတော့အဲ့ဒီ platform ကို account တစ်ခုဖွင့်ဖို့ပေါ့လိုရယ်ပေါ့เนาะ။ဆိုတော့ account တစ်ခုရမယ်ဆိုလို့ရှင်ရင်းចောင်းသားတွေနေနဲ့အဲ့ဒီဒီ platform ပေါ်မှာတင်တဲ့ cost တွေအမှန်မှန်သမျှကို အဒီ free လေးလာခွင့်ရမှာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် cost ကကြတော့အခုလက်ရှိဆိုလို့ရှိရင်အခုအခု30ဆိုတော့တက်နေပြီပေါ့နော်တက်နေပြီဆိုလို့ရှိရင်အဲ့မှာမှဒီ cost တွေကကြတော့အဓိက category shop ခုအောက်ကနေသွားတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် digital literacy နဲ့ financial digital and financial literacy ပါတယ်နောက်ပြီး language ပေါ့နော်နောက်ပြီး professional and career development လည်းပါတယ်နောက်ပြီးဒီ health and wellbeing နောက်ပြီး entrepreneurship and vocational life skill ပေါ့နော်ဆိုအဲ့ဒီ category shop ခုအောက်ကနေပြီးတော့မှ cost တွေအများကြီးကိုတင်ပေးနေတယ်ပေါ့နော် ော်ဆိုတော့ဒီ cost တွေကဟိုကလေးတွေဆိုတော့အဓိကကပေါ့နော်73နှစ်78နှစ်ကိုဦးတည်ပြီးတော့အာဒီလောက်ထားတဲ့ design ဆွဲထားတဲ့ cost တွေဖြစ်တယ်ပေါ့နောက်ပြီးတော့ cost တွေအကုန်လုံးကလည်းအာဒီမြန်မာလိုပေါ့နော်အာဒီမြန်မာလိုမျိုးအပြောပြီးတော့တင်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်ဒီကလေးတွေအနေနဲ့တို့ mobile ပေါ့နော်အဓိက device တစ်ခုခု laptop တောင်မှဝင် phone တစ်ခုရှိုံနဲ့ဒီ internet ရှိရဆိုလို့ရှိရင်ပေါ့နော်တို့ရဲ့အားတဲ့အချိန်မှာအာတို့ကဒီ video လေးတွေကြည့်သွားမယ် course ကို enroll လုပ် enroll လုပ်ပြီးတော့ video လေးကြီးသွားမယ်ကြီးသွားပြီးလို့ရှိရင်တို့ပြီးတာနဲ့ certificate တန်းရမယ် เนาะสอเซอร์ติฟิเคทก็แลดีดีดีกะบ่เนาะดีคอสเต็มมาရှိတယ်အကုန်လုံးပေါ့เนาะคอสတွေအကုန်လုံးကရတဲ့ certificate ကဒီ UNESCO အတိအမှတ်ပြု certificate မျိုးရမှာပေါ့เนาะအဲ့တော့ဟိုကလေးတွေအနေနဲ့ဒီထားပါတော့เนาะအထက်တန်းပြီးသွားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် GED ပြီးသွားလို့ abroad study ပဲလုပ်ရှင်တယ်ဖြစ်ဖြစ်ဒါမှမဟုတ်လုပ်ငန်းခွင်ဝင်တာပဲဖြစ်ဖြစ်ပေါ့เนาะဆိုဒီက certificate ကိုတုံးပြီးတော့ပြန်ပြီးတော့ apply လုပ်လို့ရတဲ့အဲဒီပုံစံမျိုးအနေနဲ့ဖန်တီးထားတာပေါ့เนาะအာ ဒါဒါဆိုမှ benefits တဲမှာတော့အဓိကဒီចောင်းသားတွေအနေနဲ့ဒီအဓိက digital literacy ပေါ့เนาะကျွန်တော်တို့အဓိကသိပ္ပတ်ဟက်ကတော့ဒီ digital literacy နဲ့ပတ်သက်ပြီးမိတ်ဆက်မှာဆိုတော့ဒီဒီ digital literacy နဲ့ပတ်သက်တဲ့ဒီဘ ഹു တုတ္တရရသွားအဓိကတော့ basic ပေါ့เนาะ basic knowledge ရသွားမယ်အဲရသွားပြီးတော့ဒီ certificate အသိအမှတ်ပြုတစ်ခုရမယ်ပေါ့เนาะဆိုတော့ညီမတို့ဒီဟာရည်ရွယ်တာကကြတော့ဒီ အဓိကဒီမှာဒီ intro level အ course တွေအရင်ဆုံးတက်လာမှာပေါ့နော်တက်လာပြီမဲ့နောက်ပိုင်းမှာ advanced level ကြီးတက်လာဖို့ရှိတယ်ပေါ့နော်ပထမခုကပထမအဆုံးအနေနဲ့တော့ဒီကျောင်းသားတွေနဲ့သင်ကြားသူအနေနဲ့ပေါ့နော်ဆိုအနေနဲ့သူတို့ဝင်ရောက်လေ့လာလို့ရမယ်ပေါ့နော်ဒါပေမဲ့ဒီ course ဒီ project တစ်ခုကဒီ project ကပေါ့နော်ညီမတို့နောက်ပိုင်းပေါ့နော်ဒီဖန်တီးသူအဆင့်ထိအဲရောက်သွားနိုင်ဖို့အတွက်ဒီသုံးလောက်တဲ့ knowledge တွေရဖို့အတွက်တတိကိုညီမတို့ရည်ရွယ်ထားတယ်ပေါ့နော်ဟုတ်မှာဟုတ်ကဲ့ပါဒါဆိုအမကနောက်ထပ်မေးခွန်းရှိပါတယ်အဲနောက်ထပ်မေးခွန်းကဘာလဲဆိုတော့ဒီ အဲဒီចောင်းသားတွေကတော့ဟုတ်ပါမင်းတို့ကမလုံးတက်ဘူးဆိုရင်ဘယ်လိုလုပ်ပေးမှလဲပေါ့နော်ဘယ်လိုကူညီပေးမှလဲဒီဘယ်လိုအကောက်ကို log in ဝင်ရမှလဲဘယ်လိုကူညီပေးမှလဲဘယ်လို registration process ကဘယ်လိုမျိုးလဲပေါ့နော် အာဟုတ်ကဲ့မအဒီကတော့ညီမတို့ဒီမှာက registration ကတော့အရင်ကြီး process တော့မများဘူးပေါ့နော်ဒါပေမဲ့အဲညီမတို့ဒီ video ရဲ့အောက်မှာပဲဖြစ်ဖြစ်ပေါ့နော်ညီမတို့ဒီ registration form လေးတောင်းထားဖို့ရှိမယ်ပေါ့နော်ဆိုအဲ့ထဲမှာဆိုရင်တော့အများကြီးတော့မဟုတ်ဘူးပေါ့နော်အဓိကကဒီညီမတို့ဒီပထမတစ်ချိန်လောက်ဖြစ်ဖြစ်ညီမတို့ zone session တော့တွေ့ရမယ်ပေါ့နော်အဓိကဒီ study with တော့ဒီ video ကြည့်ပြီးလာတဲ့သူဆိုလို့ရှိရင်ညီမတို့ဒီ zone session တခုဖြစ်ဖြစ်ဖန်တီးဖို့လုပ်ထားတယ်ပေါ့နော်ဆိုတော့ဒီ Google form ထဲမှာတော့ညီမတို့အဲ ထက်ရှက်လက်လေးနည်းနည်းတောင်းဖို့ရှိတယ်ပေါ့နော်အဓိကညီမတို့အကောက်ဖွင့်နေရာမှာလိုတဲ့ရှက်လက်လေးနည်းတောင်းဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေအဓိကဒီ Gmail တခုတော့ မရှိမနေရှိဖို့လိုရယ်ပေါ့နော်။ကျောင်းသားတိုင်းနေဂျီမေးမရှိမနေဖြစ်ဖို့လိုရယ်ရှိဖို့လိုရယ်။ဆိုတော့နောက်ပြီးတော့ဒီဖုန်းနံပါတ်ဆိုလည်းလိုရယ်ပေါ့နော်။ဆိုတော့အဲ့လိုဟာလေးတွေညီမတို့ဒေတာလေးနည်းနည်းလေးနဲ့ဒီ registration form မှာညီမတို့နည်းနည်းလေးတောင်းပေးမယ်ပေါ့နော်။နောက်ပြီးလို့ရှိရင်ညီမတို့ဒီ zone section တောင်းမလူများလို့ရှိရင်လည်းတစ်ခုတောင်းမနှစ်ခုပေါ့နော်။အဲ့လိုမျိုးခွဲပြီးတော့ဒီကျောင်းသားတွေနဲ့အဲအကောင့်တွေးတွေးပြီးလို့ရှိရင် account တစ်ခုကိုဖွင့်ပေါ့နော်။ဖွင့်ပြီးတော့ဒီ enroll လုပ်တဲ့ပုံ assistant ကိုညီမတို့အဲ့ဒီ live session ထဲမှာပေါ့နော်။ zone နဲ့ live session ထဲမှာပြောပြသွားဖို့အတွက် season ထားရဲပေါ့နော်။အာဒါကတော့ဒီ ညီမတို့ဘက်ကနေပြီးတော့ចောင်းသားတွေအနေနဲ့ဒီအောက်ဖွင့်တဲ့နေရာမှာအာလွယ်ကူစေဖို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးစီစဉ်ထားတာမျိုးတော့ရှိတယ်မှာဟုတ် ဟုတ်ပြီဒါဆိုရင်ညီမလေးဘယ်ချိန်စမှာလဲပေါ့နော်။သူကဘယ်ချိန်မှာလဲလောကတော့မှာလဲ course ရဘယ်ချိန်စတာလဲ။သူကဟို self page ပေါ့နော်။ဟိုကိုအားတဲ့ချိန်ဝင်တက်လို့ရတယ်။အချိန်တိတိမရှိဘူး။အားတဲ့ချိန်ဝင်တက်အဲပြီးသွားရင်ကိုအရင်ပြီးကိုအရင် certificate ရမယ်။နောက်မှပြီးနောက်မှ certificate ရမယ်ပေါ့နော်။အဲသူကသူကဟောသူဘယ်လောက်ကြာမှာလဲဘယ်တော့စတက်ကမှာလဲအဲ့ဒါလေးပြပြမယ်ပေါ့။ ဒီကကတော့ဟိုညီမတို့ဒီမှာပေါ့နော် cost တွေကတချို့ဟာပြီးတက်သွားပြီပေါ့နော်ဆိုတော့ညီမတို့စီမှာလည်းဒီ cost တွေကစက်တက်နေရဲ့ cost တွေရှိတယ်အခု low loss က32ခုလောက်ဒီရောက်နေပြီပေါ့နော်ဒါပေမဲ့အဲ့ဒါစက်တက်ဖို့ပဲရှိတယ်ပေါ့နော်ဆိုတော့အခုညီမတို့အောက်ဖွင့်ပြီးတာနဲ့ဒီ cost ထဲမှာရှိတဲ့ဒီ website ထဲမှာရှိတဲ့ဒီ cost တွေအကုန်လုံးကိုကိုယ်တိုင်က enroll လုပ် enroll လုပ်ပြီးတော့လေ့လာလို့ ရတယ်ဒါမှဒီမှာဟိုဗောနော်ဟို cost တစ်ခုတစ်ခုကလေဟိုဟိုပုံမှန်ဒီ cost ရာတွေမှာဟိုလေ့လာတယ်လို့မျိုး6လ9လအဲ့လိုကြားရတာမဟုတ်ဘူးဗောနော်ဆိုတော့ cost တစ်ခုကိုမှတချို့ကတစ်နာရီခွဲနှစ်နာရီအဲ့လောက်ပဲကြားတယ်အဓိကဒီ basic level ဖြစ်တဲ့အတွက်ဗောနော်ဆိုတော့ဒီမှာညီမတို့သိပ္ပံ hack ဆိုရင် digital literacy ကိုတာဝန်ယူထားတာဖြစ်တယ်ဆိုတော့ digital literacy မှာမှညီမတို့ဒီ cost ၅ခုမိတ်ဆက်တယ်ဗောနော်ဒီ digital livelihood ဆိုလို့ရှိရင်သူကအာဒီနှစ်နာရီလောက်ပဲကြားတယ်ဗောနော်ဆိုတော့ cost တစ်ခုလုံးပြီးဖို့နှစ်နာရီအဓိကကကြတော့ညီမတို့အခုအခု အဲ around the basic level ပေါ့เนาะအဲ့ဒါကိုအတင်နိုင်ဖြစ်တဲ့ဥပမာပြ digital livelihood ဆိုလို့ရှိရင်အဓိက digital ကိုအသုံးချပြီးတော့ internet ဒီ digital literacy ကိုပေါ့เนาะရလို့ရှိရင်ဘယ်လိုမျိုး income တစ်ခုပေါ့เนาะဝင်ငွေတစ်ခုရအောင်ဒီ ကျောင်းသားတွေနဲ့တို့ creative တခုရှိုံနဲ့အဲပတ်စံချလို့ရတယ်ဆိုတော့ဟာကျွန်တော်တို့မိတ်ဆက်နေနဲ့ထည့်ပေးတာပေါ့နော်ဆိုတော့ဟိုဒီ course တဲမှာဆိုလို့ရှိရင် course တခုနဲ့တခုကတော့ module တွေကိုရတယ်ပေါ့နော်တခုကတချို့က3ခုတချို့က4ခုလိုမျိုးလေးရှိတယ်ဆိုတော့ video လေးတွေရှိတယ် reading အဓိကဒီဖတ်စာလေးတွေပေါ့နော်အဲအနှဲငယ်ရှိတယ်ဆိုတော့ video လေးတွေကြည့်သွားမယ်ကြည့်သွားပြီးတော့ quiz လေးတွေဖြေရမယ်လည်းရှိမယ်ပေါ့နော် quiz လေးတွေဖြေသွားဖြေသွားဖြေသွားပြီးပြီးတာနဲ့ certificate ရမယ်ပေါ့နော်ဆိုတော့ဒီမှာ course တခုလုံးမှာဥပမာဖြစ်အာဒီကလေးတစ်ယောက်ကျောင်းသားတစ်ယောက်ကပေါ့နော်ဒီ digital livelihood ကိုတက်ချင်နေဆိုရင်ဒီ digital livelihood ကို enroll လုပ်ပြီးတာနဲ့သူတို့အားတဲ့အချိန်မှာဝင်တက်ဝင်တက်ရုံပဲပေါ့နော်ဆိုတော့တချို့ course တွေဒီ2နာရီခွဲ3နာရီအချိန်ပြုတ်နဲ့ certificate တခုရမယ်ပေါ့နော်ဆိုတော့ဟို2နာရီခွဲ3နာရီဆိုတာလည်းထိုင်နေဟိုပေးစရာလည်းမလိုဘူးပေါ့နော်အဓိမ္မာဖြစ်ဩ15မိနစ်ဆိုရင်ဒီနေ့15မိနစ်ကိုကြည့်နောက်အဲ့နောက်နေ့ကျတော့ရှင်အဲ့ website ထဲပြန်ဝင်အကိုကြည့်ပြီးတဲ့နေရာကနေဆက်ပြီးတော့ကြည့်ပေါ့နော်အဲ့လိုမျိုးနဲ့နောက်ဆုံး certificate တခုရတဲ့အထိသွားလို့ရတယ်ပေါ့နော်အကုန်လုံးက surface ဖြစ်တဲ့အတွက်ကြောင့် ကိုအားတဲ့အချိန်မှာကိုအချိန်ပေးရင်ပေးနိုင်သလောက်လမ်းကြီးကိုဆက်သွားလို့ရတယ် certificate လည်းရမယ်ပေါ့နော်ဆိုတော့ဟို course ကတော့အဲ့လိုမျိုး design ဆွဲထားတာပေါ့နော်မဟုတ်ကဲပါဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့တော်တော်များတော့တည်သွားပြီပေါ့နော်ဆိုအမအချင်းချုပ်လေးတစ်ချက်ပြလွှတ်ကြည့်မယ်ပေါ့နော်အဲအမတည်လိုက်ရတာကအသက်73နှစ်ကနေပြီးတော့78နှစ်ရှိတဲ့ကလေးအားလုံးတက်လို့ရတယ်100% free လောကအခမဲ့တပြားမပေးစရာမလိုဘူးဘာလို့ရမလဲဆိုရင် enroll လုပ်ရမယ်ဒီမှာ ဒီအောက်မှာပေါ့နော်အဲ registration form ထားပေးမယ်အဲ့ဒီ link ကိုဝင်ကြွားလိုက် Telegram ဖြစ်ဖြစ်ရောက်သွားလိမ့်မယ်အဲ့ကနေမှတစ်စက်ဘာတွေဆက်လုပ်အောင်လဲဆိုတော့ထပ်ပြောပြမယ်ပေါ့နော်ပြီးရင် error လုံးမယ်ဆိုလို့ရှိရင် Gmail လိုတယ် Gmail ဖွင့်တက်အောင်လုပ်ဖို့လိုတယ်ဖုန်းနံပါတ်လိုမယ်အဲနာမည်ပေါ့နော်ပြီးရင် with deadline courses ကအများကြီးရှိတယ်အထူးသဖြင့်တော့ဒီ digital နဲ့ပတ်သက်တာတွေ language နဲ့ပတ်သက်တာတွေအဲပြီးတော့အခြားအာဒါရှိ computer နဲ့ပတ်သက်တဲ့ဟာရယ်နော် ဲ့ဒါလေးရှိမယ်အဲ့တော့ဟုတ်ဟုတ်အခု30လောက်တော့ရှိတယ်သွားတက်လို့ရရဲ့ပြီးတော့ဒီတစ်ခုဆိုလို့ရှိရင်ကြာကျင်နှစ်မိုင်3မိုင်လောက်တော့ကြာတယ်ဒါပေမဲ့ဒီနေ့က7မိနစ်55မိနစ်လောက်လို့ရရဲ့ကိုအားတဲ့အချိန်ကိုတက်ဝင်လောက်ရရုံနဲ့ fee certificate တစ်ခုရမယ်ဟုတ်ပြီနော်ဟုတ်ဟုတ်ပါ โอเคပါโอเค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 အမညီမတခုလေးဖြစ်နေတာပေါ့နော်ညီမကျမတို့အကောက်ဖွင့်ဖို့အတွက်လေအကောက်ဖွင့်ဖို့အတွက်တခုပေါ့နော်ညီမတို့ live session တော့တစ်ခေါက်တော့တော့ join ပြီးတော့လုပ်မယ်ပေါ့နော်ဆိုတော့ live session ညီမတို့နဲ့တူတူ join ပြီးတော့အကောက်တူတူဖွင့်ဖို့တော့လိုလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီတခုပဲမှာဟုတ်ဟုတ်ကဲ့ပါအဲ့ဆိုရှင်တို့ကမလုတ်တက်မှာဆိုလို့ပေါ့နော်အာတို့ရောပြန်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ Telegram ကို join ပေး Telegram နဲ့အမှတစ်စင်ဘဲဟောင်းထက်လို့ရမယ်အသေးစိတ်မေးလို့ရအောင်ဟိုဖက်တိကျင်းနေဆိုလို့ရှင်လည်း Telegram ကနေဆက်ပြီးရှင်းပြပေးပါမယ်လို့နော် ဒါက basic ground ပြီးနောက်ထပ်ထက်လာအောင်မှာအဲ့ဒါဒီ course ကိုသိအောင်ဒါ main set တဲ့သဘောမျိုးပဲလူအရောက်သိမ်းစာအောင်မှာပြင်ဆင်ပေးထားတာဖြစ်ရပို့ကိုမရှားနိုင်ဘူးကိုကြံခဲ့မှာပေါ့နော်အာပြီးတော့နောက်တစ်ခုကျတော့ဒါက year main set ဖြစ်လေးကလည်းအဲ your score ရဲ့အသီးမှတ်ပြုတ်ရဲဆိုတော့ဒါအကျောင်းကိုကြီးတဲ့အခွင့်အရေးဖြစ်တယ်ဒါ teacher တို့ကကလေးတွေကိုလာပြီးတော့တင်းကောင်းလာပြောတာပါ ဒါဆိုရင်ရပြီနော်အဲ့တော့မေးချင်တာရှိရင်နှက်မှာမေးပါဟုတ်ကဲ့အာ registration form ဖြည့်ပါ Telegram နဲ့ဝင်ခဲ့ပါ bye 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 bye